မိတ်ဆွေခမ ्या အခုမြင်နေရတဲ့စက်ကြဝဠာကြီးထဲမှာကျွန်တော်တို့လူသားတွေကဘယ်အဆင်ရုံနေပြီလို့ထင်ပါသလဲကျွန်တော်တို့ဟာကိုကိုကိုအတော်လေးတိုးတက်နေပြီလို့ထင်ကောင်းထင်မယ်စမတ်ဖုန်းတွေအင်တာနက်တွေ AI နည်းပညာတွေဒါပေမဲ့စက်ကြဝဠာရဲ့စံနှုန်းနဲ့တိုင်းကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဟာအဆင့်တစ်တောင်မရောက်သေးပါဘူးသိပ္ပံပညာရှင်တွေက စက်ကြဝဠာထဲကယဉ်ကျေးမှုတွေကိုအဆင့်၈ဆင့်အထိခွဲခြားထားပါတယ်အမြင့်ဆုံးအဆင့်9နဲ့10ဟာဖရာတခင် God level အဆင့်ပါပဲ ဒါဆိုရင်ကျွန်တော်တို့ကဖယ်အဆင့်မှာလဲ God level ရောက်ဖို့ဘာတွေလိုမလဲစက်ကြည့်လိုက်ကြရအောင်1964ခုနှစ်မှာရုရှားနခတဗေဒပညာရှင်နီကိုလိုက်ကာတာရှက်ဖ်ဟာယဉ်ကျေးမှုတစ်ခုရဲ့တိုးတက်မှုကိုတိုင်တာဖို့ scale တစ်ခုကိုဖန်တီးခဲ့ပါတယ်အထက်ကတိုင်တာလဲပေတန်းကတော့ swine in energy ပါပဲလက်ရှိ27ရာစုမှာကျွန်တော်တို့လူသားတွေဟာ type 0နဲ့ type 1ကြားမှာပဲရှိပါသေးတယ်အတိအကျပြောရရင် type 0.73 civilization မှာ ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတဘာဝကပြည့်တဲ့ကြောက်ဖြစ်ရုပ်ကျွမ်းလောင်စာ fossil fuel တွေကိုအဓိကမိခိုးနေရတော့မို့ပါပြီးတော့ nuclear fishing လို့ခေါ်တဲ့ atom တွေကိုဖြိုခွေးပြီးစွိုင်းရင်ထုတ်နေရတယ်ဒါကတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေပါတယ်ပညာရှင်တွေခံမှန်းချက်အရ2200ခုနှစ်လောက်ရောက်မှာကျွန်တော်တို့ဟာ type 1အဆင့်ကိုရောက်နိုင်မှာပါအဲ့ဒီမတိုင်ခင်2040လောက်မှာတော့ကင်ဆာလိုယောဂါတွေကိုကုသနိုင်လာမယ်လို့မျှော်မှန်းထားကြပါတယ်ကဲအဆင့်တွေစက်တက်ကြည့်ရအောင် type 1 civilization planetary civilization ဒီအဆင့်ရောက်ရင်ကျွန်တော်တို့ဟာကမ္ဘာမြေပေါ်ကစွမ်းအင်အားလုံးကိုထိန်းချုပ်နိုင်ပြီး nuclear fusion လို့ခေါ်တဲ့ atom ပေါင်းစည်းချက်နည်းပညာကိုပိုင်ဆိုင်သွားမယ်။နေလိုကျဲတွေရဲ့ထူးဆင်းအတိုင်းစွမ်းအင်ထုတ်လုပ်မှဖြစ်လို့တဘာဝကိုမထိခိုက်တော့ဘူး။နေအဖွဲ့အစည်း solar system အတွင်းမှာလွတ်လပ်စွာသွားလာနိုင်ပါလိမ့်မယ်။နောက်တစ်ဆင့်က type 2 civilization stellar civilization ဒီမှာစိတ်ဝင်စားစရာစားပြီး ကျွန်တော်တို့ရဲ့အနေမင်းကြီးတစ်ခုလုံးကို Dyson ဘောလိုမျိုးအရာကြီးတိုင်းနဲ့ OP Swan In ရေစုံယူတုံးဆွဲနိုင်မယ်။ Swan In လို့အချက်အသွာစိတ်ပူစရာမလိုတော့ဘူး။ဒါပေမဲ့ဒီနေရာမှာ The Dark Forest Theory ကိုတတိယဖို့လိုပါတယ်။စက်ကြဝဠာထဲမှာတခြား growth တွေရှိနိုင်ပြီးကိုယ့်ထက်မြင့်တဲ့ civilization ကိုမြင်တာနဲ့ဖြည့်ဆည်းပစ်နိုင်တဲ့ Ender ရဲ့ရှိပါတယ်။ကိုကထင်ပေါ်လေး Ender ရဲ့များလေးပါပဲ။ဆက်သွားကြမယ်။ Type 3 civilization, Galactic civilization, ဒီအဆင့်မှာတော့ကျွန်တော်တို့ဟာ Milky Way Galaxy ကြီးတစ်ခုလုံးကိုပိုက်ဆိုးနိုင်ပြီး Gravity စွဲငင်အားကိုဆန့်ကျင်ပြီးခရီးသွားနိုင်မယ်။ကိုတိုင် Wormhole တွေမှဖန်တီးနိုင်တဲ့ယာဉ်တောင်သူများဖန်တီးထားတဲ့လမ်းကြောင်းတွေကိုသုံးပြီးခရီးနေနိုင်တဲ့အဆင့်မှာအဆင့်3 Type 4 Civilization Universal Civilization ရောက်ရင်တော့ကျွန်တော်တို့ဟာစัจ java ဝလာတစ်ခုလုံးရဲ့အရှင်သခင်ပါပဲ။ Time and Space ကိုခေါ်ပြီး Galaxy တစ်ခုနဲ့တစ်ခုခဏလေးနဲ့သွားနိုင်မယ်။ Wormhole တွေကိုကိုတိုင်ဖန်တီးနိုင်လာလိမ့်မယ်။ စူပါနိုဗာပေါက်ကွယ်မှုတွေကိုတောင်စွိုင်းအင်အရင်းမြတ်အဖြစ်သုံးနိုင်တဲ့အဆင့်ပါအဆင့်၅ Type 5 Civilization Multiverse Civilization စကြဝဠာတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူး Parallel Universe လို့ခေါ်တဲ့အပြိုင်စကြဝဠာတွေကိုပါကူးတန်းသွားလာနိုင်ပြီးဒီနေရာမှာ Black Hole ကဝင်ပေါက် White Hole ကထပ်ပေါက်ဆိုတဲ့သဘောတရားကိုတုံးပြီး White Hole ကစွိုင်းအင်တွေကိုပါ ထုတ်ယူတုံးဆွဲလာနိုင်ပါတယ် ါ့ဗျင်မဲ့တတိထားရမှာက universe တစ်ခုနဲ့တစ်ခုကူးတန်းတဲ့အခါအကူမှတ်ဉဏ် memories တွေပျောက်ဆုံးနိုင်တဲ့ beta ဆိုးကျိုးတွေရှိနိုင်ပါတယ်။အဆင့်6 type 6 multi dimensional civilization ကျွန်တော်တို့အခုနေထိုင်တာ 3D world ပါဒီအဆင့်ရောက်ရင်က11 dimensions အထိရောက်သွားနိုင်ပြီးအချိန် time ကိုပါစိတ်ချိုက်ထိန်းချုပ်ကစားနိုင်တဲ့အဆင့်ဖြစ်သွားပါပြီ။နောက်ဆုံး type 7 and 8 godlike civilization ဒါကတော့ဤပညာထက်ကျော်လွန်သွားပါပြီလူစီဇက်ကားထက်ကလိုပါပဲခန္ဓာကိုယ်ဆိုတာမလိုတော့ဘူး ဖြည့်စုံတဲ့ဝိညာဉ်တတ္တဖြစ်သွားမယ်ငါဆိုတာမရှိတော့ဘူးအရာအားလုံးကငါငါဆိုတာအရာအားလုံး omnipresent ဖြစ်သွားတဲ့နိဗ္ဗာန်ရောက်သွားတယ်လို့အခြေအနေမျိုးပါစัจ java လာရဲ့ရူပါဗေဒနိယာမတွေကိုစိတ်ကြိုက်ဖန်တီးဖြတ်စည်းနိုင်တဲ့ creator အဆင့်ပါပဲလက်ရှိမှာတော့ကျွန်တော်တို့ဟာအဆင့်တက်ကိုရောက်ဖို့တောင်းနှစ်နှစ်ရောက်လောက်ကြိုးစားရအောင်ပါပါမိတ်ဆွေရောလူသားတွေဟာဒီနေ့မှာ god level ကိုရောက်နိုင်မယ်လို့ထင်လားဒါမှမဟုတ် dark forest theory အတိုင်းအစ်စ်မရောက်ခင်မှာပဲပြတ်တုံးတော့မှာမလား comment မှာဆွေးနွေးပေးသွားကြပါဦး ဘ ഹു တုတ္တရာစရာဗီဒီယိုလေးတွေကိုအမဲတင်ဆက်ပေးမှာမို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာ